ကျမတို့ငယ်ငယ်တုန်းကဒီအတိုင်းပါပဲကျမတို့ကကံကောင်းတဲ့မျိုးဆက်မှာကြီးလာရတယ်လို့ပြောလို့လည်းရပါတယ်လွတ်လပ်ရေးရပါကစားအချိန်မှာ ကျမတို့ကကြီးလာရတယ်ကျမလွတ်လပ်ရေးရတဲ့အချိန်မှာဆိုရင် ကျမအသက်3နှစ်ရှိပြီအဲ့တော့ကျမတို့မျိုးဆက်တွေကလွတ်လပ်ရေးရကာစားမှာကြီးပြင်းလာရတဲ့မျိုးဆက်တွေဖြစ်တယ်အဲ့ဒီတော့ပထမအဦးဆုံးအဖြစ်ကျမတို့မှာယုံကြည်မှုရှိတယ်ငယ်ငယ်တုန်းကကျမတို့တွေဟာကိုယ်လွတ်လပ်ရေးကိုကိုရအောင်လို့လုံနိုင်ခဲ့တဲ့ လူမျိုးတွေဆိုတဲ့ယုံကြည်မှုဟာရှိတယ်။အဲ့ဒါကိုအပြင်မှာလဲကျမတို့နိုင်ငံကအဲ့ဒီတုန်းကဆိုလို့ရှိရင်အာရှမှာအင်တာမအာလုံကနေလေးစားပြီးတော့ထွန်းထွန်းတောက်တိုးတက်နေတဲ့နိုင်ငံတနိုင်ငံဖြစ်တယ်။အဲ့တော့အဲ့ဒီယုံကြည်မှုလည်းရှိတယ်။ကျမတို့ဟာပညာရေးစနစ်ကလည်းကောင်းတယ်။ပညာရေးစနစ်ကကောင်းတဲ့အခါကျတော့ကျမတို့နိုင်ငံကထွက်သွားတဲ့လူငယ်တွေ ဆိုတာဟာအဲ့ဒီတုန်းကဆိုလို့ရှိရင်ပညာတော်သင်အတွက်ပေါ့နော်ဘဘတခြားနိုင်ငံအနောက်နိုင်ငံတွေမှာသွားပြီးတော့ဘွဲ့လွန်သင်တန်းတက်တဲ့လူငယ်တွေဒါမှမဟုတ်အတက်ကစိုးအဘွဲ့ရသင်တန်းတက်တဲ့လူငယ်တွေဟာဘယ်သူနဲ့မဆိုရှင်နိုင်နေဆိုတဲ့ကိုကိုကိုယုံကြည်မှုအပြည့်အဝရှိတယ်ရှင်လဲရှင်နိုင်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့ပညာရေးအခြေခံကတိတ်ကောင်းတဲ့အခါကျတော့ဘယ်နိုင်ငံသွားသွားဘလူနဲ့မဆိုရှင်နိုင်တဲ့အနေအထားမှာရှိတယ်အဲ့လိုယုံကြည်မှုပြေဝနဲ့ ဟိုကျမတို့ကြည်ပြန်းလာခဲ့သလိုကျမတို့ကိုကိုလည်းကဘာနေပြီးတော့လေးစားကြတယ်။အဗမာတွေဆိုလို့ရှိရင်လေးစားတယ်။မြန်မာနိုင်ငံကလာတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ပညာပြည့်စုံတဲ့အရေးချင်းရှိတယ်။လုံရေကံရရှိတယ်ဆိုပြီးတော့လေးစားကြတယ်။တမိုးထားကြတယ်။အခုနောက်ပိုင်းမှာ ကျမခီးသွားတဲ့အခါမှာတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်အကျမတို့ကျမတို့ နိုင်ငံကလာတဲ့အလုပ်လုပ်ဖို့လာတဲ့အထူးဖြင့်ပေါ့နော်အလုပ်လုပ်ဖို့လာတဲ့ပုဂ္ဂိုလ်တွေကပြောတာဆိုရင်ဗမာဆိုရင်နှိမ်ကျင်တယ်အထင်သေးကျင်တယ်ဆိုပြီးတော့အဲ့လိုပြောတာကြီးကျွန်မကြားရတယ်အဲ့လိုကြားတဲ့အခါကျတော့ကျွန်မစိတ်မကောင်းဘူးပေါ့နော်ဒါပေမဲ့လည်းဒီဟာဟာမပြုတ်ပြင်းနိုင်တဲ့ကိစ္စမဟုတ်ပါဘူးကဘာကြီးဆိုတာတစ်ချိန်လုံးပဲပြောင်းလဲနေတာပဲတံပိုးထားရည်ဆိုတာလည်းတစ်ချိန်လုံးပဲပြောင်းလဲနေရတယ်ကိုယ့်ကိုယ်တံပိုးထားအောင်လို့ဆိုတော့ကိုယ်ကိုယ်တိုင်ကလည်းလှုပ်ယူရမယ်ကိုယ်နိုင်ငံကိုကြီးပဲ <laughs> အပြစ်ဖို့ဖို့လို့မရဘူး။ငါတို့နိုင်ငံကမျက်နှာငယ်လို့ငါတို့မျက်နှာငယ်တယ်ဆိုတဲ့စိတ်ထားမဲ့အစားငါတို့နိုင်ငံမျက်နှာမငယ်အောင်လို့ငါတို့လုံမယ်ဆိုတဲ့စိတ်ဓာတ်တွေတော့မွေးမြူလို့တပါဘူး။ဒီဒီလိုလုပ်ဖို့ကျမတို့ဟာအခွင့်အလမ်းနေစပြီးတော့ရလာပါပြီ။ပြည့်စုံတဲ့အခွင့်အလမ်းနေလည်းမဟုတ်သေးပါဘူး။ဒါပေမဲ့စပြီးတော့ရလာပါပြီ။အဲ့တော့ကျမတို့ တယောက်ချင်းတယောက်ချင်းဟာဘယ်လောက်ထိပေးမလဲဘယ်လောက်ထိကျမတို့နိုင်ငံတဲ့ပေးဆက်မလဲဆိုတော့ကိုဖါကိုဆုံးဖြတ်မှာဖြစ်ပါတယ်ဒါမျိုးဆိုတာအတင်းလုတ်ခိုင်းလို့မရပါဘူးမေတ္တာစေတနာစေနာဆိုတာတော့အတင်းရှိရမယ်လို့ပြောလို့မရဘူးအတွင်းကပွားမှရတယ်ဘယ်လိုပဲရောင်ဆောင်လို့တော့အယောင်ဆောင်လို့လို့တော့ရတော့ပေါ့နော်ဒါမင်းရောင်ဆောင်တာနဲ့တကယ်စိတ်ထဲမှာရှိတာနဲ့မတူဘူးဆိုတာလူတိုင်းသိမှာပါ လူလူတိုင်းလူတိုင်းဟာကိုကိုပိုင်တဲ့စိတ်ကိုရှိပါတယ်ကိုစိတ်ကိုကိုပိုင်ပါတယ်ဘယ်သူမှဒီစိတ်ဟာဒီလိုနေရမယ်ဟိုလိုနေရမယ်လို့ပြောပိုင်ခွင့်မရှိပါဘူးဒါပေမဲ့ကိုကဘယ်လိုတံပိုးထားတွေကိုကင်ဆွဲထားမလဲဆိုတော့ကိုဖါကိုဆုံးဖြတ်ရမယ်ကြောင့်စစောကကျမလူငယ်တွေနဲ့ចောင်းသားတွေနဲ့တွေ့နေတော့တွေ့တဲ့အခါကျတော့ကျမဒီကိစ္စပြောပါတယ်ကိုဖါကိုဆုံးဖြတ်ရမယ်ဘဝဆိုတာဘာအတွက်လဲ ကိုဘဝဆိုတော့ဘာအတွက်လဲကိုဒီလောကကြီးရရောက်လာတာဘာအတွက်လဲဆိုတော့ကိုဖါကိုဆုံးဖြတ်ရမယ်ကိစ္စပဲတခြားလူတွေပြောလို့လည်းမရဘူးတခြားလူတွေလှုပ်ပေးလို့လည်းမရဘူးကိုဖါကိုဆုံးဖြတ်ရမယ်အဲ့တော့နောက်ဆုံးကြတော့ကျမတို့ဒီလောကကြီးရရောက်လာတာဟာယူဖို့တက်တက်လားပေးဖို့လားအပေးယူမျှဖို့လားဆိုတာအဲ့ဒါကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်ကျမတို့ကလူသားတွေဆိုတော့အများသဖြင့်ပေးဖို့တက်တက်ဆိုတာအဲ့ဒီလိုလုံနိုင်တဲ့လူကတော့လူနည်းစုပါပဲ အပေးအယူမျှတယ်ဆိုတာဟာကောင်းပါတယ်မြမြတတာကိုကလည်းပေးမယ်ကိုလည်းယူမယ်ကိုလည်းရယူခြင်းနဲ့ဆိုတော့ဒါလည်းအင်တာမသဘာဝကြပါတယ်ဒါဟာပုရုဇဉ်လူသားတွေဆိုတာဒီလိုပဲရှိရမှာပဲအဲ့တော့ကျမတို့အနေနဲ့ပေးပဲပေးပါလို့တောင်းဆိုပိုင်ခွင့်မရှိပါဘူးဒါမင်းအပေးယူဆိုတာမျှရမယ်ကိုကပို့ပြီးတော့ရခြင်းနဲ့ဆိုတော့စိတ်ဓာတ်ကဆိုရင်တော့ကို့အတွက်လည်းမကောင်းဘူးကို့ပဝေးခြင်းအတွက်လည်းမကောင်းဘူးလို့ကျမထင်တယ်ကိုက ကိုယူသလောက်တော့ပေးမယ်ဆိုတော့မာနလေးတော့အလုံးမှရှိစေခြင်းနော်ဒါတံပိုးရှိတဲ့လူသားဆိုတာဒါပဲအ ਨੇ ဆုံးတော့ကိုယူသလောက်ပြန်ပေးရမယ်ကိုယူထားတဲ့နည်းနည်းပို့ပြီးပြန်ပေးနိုင်ရင်တော့ပို့ပြီးတော့တံပိုးရှိပါလေလို့ကျွန်တော်ပြောပြရစီ